ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာကစစ်ပွဲအဆုံးသတ်ရင်ကိုရိုင်းလာဆွေးနွေးရန်ပူတင်ကိုဇလန်စကီးစင်ခေါ်ရဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာ မေ15ရက်မှာကျင်းပမယ်စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲမှာကိုရိုင်းလာဆွေးနွေးဖို့ယူကရိန်းသမ္မတဗလာဒီမာဇလန်စကီးကရုရှားသမ္မတဗလာဒီမာပူတင်ကိုဒဲ့စိန်ခေါ်လိုက်ပါတယ်။တူဂရီနိုင်ငံမှာတိုက်ရိုက်ဆွေးနွေးဖို့ရုရှားရဲ့ကမ်းလှမ်းချက်ကိုယူကရိန်းကလက်ခံပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်းဆိုခဲ့ပြီးမှဇလန်စကီးကခုလိုတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်။မူလကနဖက်တာဝန်ရှိသူတွေဆွေးနွေးမဲ့သဘောမျိုးပူတင်ကကမ်းလှမ်းခဲ့တဲ့ပေါ်ခေါင်းဆောင်ချင်းကိုယ်တိုင်တွေ့ကြဖို့ ဇလန်စကီကတုတ်ပြန်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။တပ်ဖြတ်မှုတွေကိုဆက်ရှိကြဖို့ရာဘာရိတ်ပဲမှမရှိတော့ပါဘူး။ကြာတာပြီးနေကြရင် တာကရေးမှာပူတင်နဲ့တွေ့ဖို့ကြုံဆောင်နေပါမယ်။ကိုရိုင်းကကြတွေ့ကြတာဘောလို့ဇလန်စကီကလူမှုကွန်ရက် Twitter မှာရေးသားခဲ့ပါတယ်။တာကရေးဆိုတာတူရကီနိုင်ငံရဲ့1923ခုနှစ်ကတည်းကတရားဝင်အမည်ဖြစ်ပြီး2021ခုနှစ်မှာဒီစလုံးပေါင်းအတိုင်းကုလသမဂ္ဂမှာပါပြင်ဆင်ခဲ့တဲ့အမည်ဖြစ်ပါတယ်။ရုရှားနဲ့စကားပြောဖို့တကားဖွင့်ထားခဲ့ပေမဲ့ အပြစ်ကရစဲရေးပြီးမှဆွေးနွေးမယ်လို့အစိုးပိုင်းမှဇလန်စကီကဆိုထားပါတယ်။ဆန္ဒရှိသူများတပေါင်းစုလို့ခေါ်တဲ့ဥရောပနိုင်ငံအချို့ရဲ့ခေါင်းဆောင်တွေတက်တဲ့ကီယက်မှာဇလန်စကီနဲ့တွေ့ဆုံပြီးရက်30အပြစ်ရဖို့တောင်းဆိုခဲ့ပါတယ်။မရရင်ရေးယူပိတ်ဆို့မှုတွေထပ်လုပ်မယ်လို့လည်းတတိပေးခဲ့ပါတယ်။အဲဒီအချိန်မှာပူတင်ကဒီလိုချားမဝင်ပဲယူကရိန်းနဲ့ရုရှားတိုက်ရိုက်ညှိလို့ရအောင်ကန့်လန့်ခဲ့တာဖြစ်ပါတယ်။အဲဒီကန့်လန့်ချက်ကိုယူကရိန်းကချက်ချင်းတဘောသူတွေကြောင့်ထွက်ငါသူ့ရဲ့လူမှုကွန်ရက်ထရက်ဆိုရှယ်မှာမှတ်ချက်ပေးရေးသားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။